Cruising down the highway, windows down low. Sunset paints the sky in a. လုံးမင်္ဂလာပါဗျာမြန်မာပြည်ကလည်းစကားပြန်လဲကျူထလိုက်ပါတယ်။ကျွန်တော်တို့စိတ်ညစ်စရာတွေဆိုရင်ပုံမှန်မှုတွေဈားတွေကနေပြီးတော့စီးတကွက်ဖြစ်စေနိုင်တဲ့ဖြစ်ရလေးကိုကျွန်တော်ပြပြပေးခြင်းနဲ့ဘသူအဖေရဲ့ဖြစ်ရလေးလဲဆိုတော့အာနန်ဟဲမင်းဝေရဲ့ဘဝတစ်ခုမှာကြုံခဲ့ရတဲ့ဟာတာအဖြစ်ပြက်လေးကိုပြန်လည်ပြဝေပေးခြင်းပါတယ်။အမေရိကန်စာရေးဆရာကြီးအာနန်ဟဲမင်းဝေဆိုတာသူ့ရဲ့စာရေးသားဟန်က Fiber Theory လို့ခေါ်တဲ့ဘဝကိုလေးလေးလတ်လတ်တွေးပြီးတော့ တိမိမိနဲ့တူ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 ရေးပြတတ်တဲ့ဇာတ်ဆရာတယောက်ပဲဖြစ်တယ်။သူ့ဘဝကအများရန်ခက်တံကြမ်းတမ်းတယ်လို့ထင်ရပေမဲ့သူ့ဘဝဖြစ်တတ်မှုရဲ့မှာလည်းအာသာအဖြစ်ပြက်ရသွားရှိခဲ့တယ်။အာနန္ဒဟိမူကကြီးသွားရတာကိုစိုင်းနေတတ်တဲ့လူတယောက်ပဲဖြစ်တယ်။1930ပြည့်နှစ်လွန်ပိုင်းမှာသူကအရှေ့အာဖရိကကိုအကျဉ်းချုပ်ကြီးသွားခဲ့တယ်လို့ဆိုတယ်။အထူးသဖြင့်ကင်ညာနဲ့တန်ဇနီးယားအရက်ဒေသတွေကိုကြီးထွက်ခဲ့တယ်။အဲဒီကိုသွားတဲ့အခါမှာသူကအရက်ဘီယာတွေကိုယူသွားခဲ့တယ်။အမေဝေကအရက်ဘီယာတွေအလုံးစိုင်းနေတတ်တဲ့လူတယောက်ပဲဖြစ်တယ်။ ခီးစင်တလျှောက်မှာသူကတလျှောက်တောက်လာခဲ့တဲ့အတွက်ရက်ပီယာရဲ့ကုံသွားခဲ့ကုံသွားတဲ့အခါမှာသူကသူ့ကိုလမ်းပြပေးတဲ့ဒေသခံတွေပြောရဲငါဘီယာကြီးကုံသွားပြီငါခီးဆက်လို့မရတော့ဘူးဒီဘီယာဆိုတာငါရဲ့အသက်ပဲပေါ့ဘီယာရှိမှငါကြီးပါလို့ရအောင်အဲဒီအတွက်ကြောင့်ငါမကြခင်ပေါ့ပြန်လာရတော့မယ်ဒီခီးစင်ကိုဆက်သွားလို့မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ဒေသခံလမ်းပြတွေကိုပြောရဲအဲဒီအခါမှာဒေသခံတွေကမယားမခဘီယာကိုရှာပြီးတော့ပြေးပြေးရတယ် ဒါသူ့ဘဝမှာကြုံတွေ့ရတဲ့ဟာသအဖြစ်ပဲလေပေါ့။ဒီဟာရတဲ့ခါမှာသူကဒေသခံတွေကပြောလဲဆိုတော့ကျေးဇူးရန်တင်နေအာဖရိကကငါရဲ့အသက်ကိုထပ်ပြီးတော့ပြန်လိုက်ပြန်ပြီဆိုပြီးတော့သူကဟာသာတော့ပြီးတော့ပြန်ပြီးတော့ပြောခဲ့တယ်။အာနာဟဲမွေကအာဖရိကမှာပဲနောက်ထပ်အဖြစ်ပဲတစ်ခုရှိခဲ့တယ်။အဲ့ညာကပါလဲဆိုတော့အာဖရိကမှာအင်အားကြီးတဲ့အလေးဆန်တွေဖြစ်တဲ့ကြားတို့ချင်းသေးတို့စင်တို့ကိုသူကအလုံးစိတ်ဝင်စားတယ်။အဲ့ဒီအတွက်ကြောင့်အဲ့ထဲကအင်အားကြီးတဲ့စင်ဟောပေါ့။သူကဖမ်းဖို့သူကကြိုးစားခဲ့တယ်။ စင်းတကောင်ကိုသူကလှည့်သားပြီးတော့ပြစ်မယ်ပြစ်ပြီးတော့သူကဖမ်းမယ်ပေါ့အဲ့အတွက်ကြောင့်သူကစင်ကိုသွားပြီးတော့ချောင်းမြောင်းပြီးတော့ပြစ်ခတ်ဖို့အတွက်ကြိုးစားခဲ့တယ်ဖြစ်ချင်တော့စင်ကသူ့ကိုတတိထားမိပြီးတော့သူနဲ့ပါလာတဲ့လူတွေနောက်ကိုနောက်လျှောက်လိုက်တယ်သူ့ဘာထွက်ပြေးခဲ့ရတယ်အဲ့အချိန်မှာမယမကထွက်ပြေးထွက်ပြေးနေနောက်ဆုံးသူ့ရဲ့မိတ်ဆွေတွေနဲ့တွေ့ပြီးတော့ဒီစင်ကိုပြန်ပြီးတော့မောက်ထုတ်ခဲ့ရတယ်နောက်ဆုံးမိတ်ဆွေရဲ့ယေຊုနဲ့စင်ပေးမဲ့ဘေးရန်နေရာကနေပြီးတော့သူ့ရဲ့အသက်ကတွမြောက်ခဲ့တယ်လို့ဆိုရမယ်အဲ့ခါမှာ မ MOU ကပါပြောလဲဆိုတော့ငါအဆင်ကိုလဲစားဖို့သွားတာဆရာကားကိုပြန်ပြီးတော့လဲစားတယ်အဲ့ရောက်ကခံလိုက်ရတယ်ဆိုပြီးတော့ဒီမော်လဲ MOU ကပြောပြောခဲ့တယ်ဒါကတော့သူအာဖရိကမှာပြပြခဲ့တဲ့ဘဝအမောပေါ့နော်ပြည်စီနိုင်တဲ့ဘဝဟာတာတွေပေါ့သူကဒီမော်မော်နဲ့ပြောပြမယ်လေတကယ်တကယ်တခုတွေ့တူတွေ့တွေ့မယ်ဆိုရင်တော့လုံးဝအသက်လူပြီးတော့ရင်တုံပန်းတုံဖြစ်စီမှာအမှန်ပဲဒီအာဖရိကခီးစဉ်ကိုအခြေခံပြီးတော့အာနာဟမေဝေက1935မှာ Green Hill of Africa ဆိုပြီးတော့စာအုပ်လေးတုပ်ကိုလည်းရေးသားထုတ်ဝေခဲ့တယ် အာနဟမွေရဲ့နောက်ထူးခြားတဲ့တစ်ချက်ကအာနဟမွေကကြောင်လေးကိုအလွန်ချစ်တယ်။သူ့မှာသူ့ရဲ့အိမ်မှာမွေးထားတဲ့ကြောင်လေးအများကြီးရှိတယ်။ဘလို့ကြောင်မျိုးသားတဲ့ဆိုတော့စစ်တိုကပ်လို့ခေါ်တဲ့ခြေချောင်းလေးတွေ6ချောင်းပါတယ်ပေါ့။တစ်ဖက်ကို6ချောင်းစီပါတဲ့ခြေချောင်းချောင်းပါတဲ့ကြောင်လေးစိတ်ကိုသူကအများကြီးမွေးထားတယ်လို့ဆိုတယ်။အဲ့ဒီကြောင်လေးနဲ့ပဲသူကအမြဲအိမ်မှာရှိတဲ့ချိန်ဆိုတော့အဲ့ကြောင်လေးနဲ့ပဲအချိန်ကုန်လေးရှိတယ်။အဲ့ကြောင်လေးကိုသူကအလွန်ချစ်တယ်။ဒါပေမဲ့တရက်မှာတော့အဲ့ကြောင်လေးကိုသူကဒေါသထွက်ခဲ့တယ်။ဘာလို့လဲဆိုတော့ဟင်းမင်းဝေက သူစားဖို့ပြင်ထားတဲ့အစားအစာတွေတောင်းလိုက်အကုန်လုံးဖြတ်စည်းပလိုက်တယ်။တချို့ကလည်းစားပလိုက်တယ်။အဲရောင်ရောင်သူကဒေါသထွက်ပြီးတော့ကဲဒီကြောင်နေငါလည်းတွေ့မယ်ဆိုပြီးတော့အခန်းတစ်ခန်းလေးကိုထည့်လိုက်တယ်။ဝင်းတို့တွေအကုန်လုံးအခန်းထဲကိုဝင်ပြီးတော့နေလိုက်တော့ငါလည်းဝင်မယ်ဘယ်သူမှအပြစ်မထွက်ကြဘူးဆိုပြီးတော့သူကပြောပြီးတော့ကားကိုလော့ချလိုက်တယ်။ဖြစ်ချင်တော့အဲ့တကားကလုံးဝလော့ချသွားပြီးတော့ခွင့်လို့မရတော့ဘူး။ဒါပေမဲ့အထဲရောက်သွားတဲ့ကြောင်လေးကတော့ကြောင်ဖြစ်တဲ့အတွက်ပေါ့ပေါ့ပါပါနဲ့အပေါက်တတိလေးတွေကနေပြီးတော့ထွက်ပြီးတော့အကုန်လုံးအပြစ်တွေရောက်ဝင်။နောက်ဆုံးအဲ့ခန်းထဲမှာပဲ ာနဲ့ဟဲမီဝေကတောင်တွေပြိမိနေခဲ့တယ်။အဲဒီချိန်မှာသူကသူ့အပြည့်အဝကိုသူပြီးပြီးတော့ဒေါသလည်းထွက်ပြုံးလည်းပြုံးမိခဲ့တယ်။နောက်ဆုံးသူ့ရဲ့မိဆွေတယောက်ကအိမ်ကိုလာတဲ့အခါမှာမှဒီတကားကိုအင်းကနေဖွင့်ပြီးတော့လော့ကိုဖြီးပေးခဲ့ရတယ်။ဒါကအာနဲ့ဟဲမီဝေနဲ့ကြောင်လေးရဲ့စစ်ပွဲလို့လည်းပြောသူအာနဲ့ဟဲမီဝေနဲ့သူကြည့်ရတဲ့ကြောင်လေးနဲ့အပြည့်အဝလို့လည်းပြောလို့ရတယ်။နောက်ဆုံးအာနဲ့ဟဲမီဝေကသူ့အိမ်မှာမွေးထားတဲ့ကြောင်လေးကိုသူကချစ်စနိုးနဲ့နာမည်ပေးတဲ့အခါမှာစာကြီးစရာနာမည်ကိုပေးတယ် ဘယ်သူစာရေးဆရာနာမည်လဲဆိုသူရဲ့မိတ်ဆွေငငယ်ချင်းစာရေးဆရာနာမည်ကိုပေးတယ်ဥမာအန်ဒါဆန်လို့သူရင်းနှီးဆုံးချစ်ခင်ဆုံးဖြစ်တဲ့ငငယ်ချင်းဖြစ်တဲ့ feature လို့ score feature လို့အဲ့လိုနာမည်ကိုပေးတယ်ပေးတဲ့အခါမှာဒီเจ้าရည်ကိုသူရဲ့မိတ်ဆွေတွေကသိတဲ့အခါမှာသူ့ကိုမေးတယ်အာနာမင်းဘာလို့เจ้าလေးကိုစာရေးဆရာနာမည်ကိုပေးရတာလဲဆိုတော့သူကရီမမောနဲ့ပြုံးပြီးတော့ပြန်ပြောတယ်ဘာစာရေးဆရာဖြစ်တဲ့အတွက်ငါကြောင်လေးရတယ်တနေ့နေ့တစ်ချိန်ချိန်မှာစာရေးဆရာဖြစ်လာမယ်ကြောင်လေးကွာဆိုပြီးတော့နောက်ပြောင်ပြီးတော့ပြန်ပြောလေးရှိတယ် အာနဟမွေကသူ့ကြောင့်လေးကိုအလွန်ချစ်တယ်။ဒါကြောင့်လဲအာနဟမွေကိုွယ်လွန်ပြီးရဲ့အချိန်တော်မှာဒီနေ့အထိသူ့ရဲ့အိမ်မှာပြားလိုက်ဒါလာတယ်။အဲ့ပြားလိုက်တဲ့မှာပဲအဲ့ကြောင့်မျိုးစိတ်ကြီးကကူရီရှိနေတော့မယ်။ဟမွေ Home and Museum ဆိုရဲနေရာကိုတွေ့ကြည့်မယ်ဆိုရင်နဲ့အဲ့ Sit Do Cap တောင်မျိုးသားတွေအဲ့မျိုးစိတ်တွေကူရီရှိနေတော့ဆိုပြီးတော့အဲတချို့စာပေတချို့တင်းစားတွေပါနေရာတော်ကိုပြရနိုင်တယ်။နောက်ဟမွေရဲ့အဖြစ်ပြတစ်ခုကခုနကကြောင်လေးတွေကိုနာမည်ပေးထားတဲ့အဲ Score Feature ပေါ့။ Scott Fitzgerald ဆိုတာကဒီနာမည်ကြီးစာရေးဆရာတယောက်ပဲဖြစ်တယ်။သူကသူရေးသားခဲ့တဲ့ The Great Gatsby ဆိုတဲ့စာအုပ်ကစာအုပ်အနေနဲ့လည်းအရင်အောင်မြင်ခဲ့တဲ့အခုချိန်ထိဒီ website တွေမှာ Google တွေမှာရှာကြည့်မယ်ဆိုရင်တိတ်ဆုံးကရက်တည်နေတဲ့စာအုပ်တော့ပဲဖြစ်တယ်။ရုပ်ရှင်ပြန်ရိုက်တော့လည်းဒီ Leonardo နဲ့ရိုက်ပြီးတော့အလုံးအောင်မြင်ခဲ့ပြီးတော့ပရိသတ်တွေရဲ့စိတ်ထဲမှာဆွဲထင်ကြခဲ့တဲ့စာအုပ်ကိုရေးသားခဲ့တဲ့ဒီ Peter Scott Fitzgerald ပေါ့နော်။သူပဲဖြစ်တယ်။သူက Hemingway နဲ့အလွန်ရင်းနှီးတယ်။1920 ြည်နေပိုင်းမှာဒီ berry မျိုးမှာပေါ့ lot generation လို့ခေါ်တဲ့ဝင်းဆက်တစ်ခုရှိတယ်ဆိုလိုချင်တာကဒီပထမကမ္ဘာစစ်ပြီးပြီးတော့ဒီလူငယ်တွေပေါ့လူငယ်တွေကလမ်းပြောင်းနေရယ်သူတို့ဘဝရည်တည်ချက်တွေဘာလို့လုံးကမမတိပဲနဲ့ဒီအလေလွင့်နေရယ်လူငယ်တစုပေါ့အဲ့လူငယ်တစုစာရေးစရာပေါ့အဲ့တွေက berry မျိုးမှာသွားပြီးတော့ပါစုရယ်ပါစုတဲ့အခါမှာအဲ့ထဲမှာ hemingway နဲ့ခုန scoffidge လဲပါခဲ့တယ်သူတို့နှစ်ယောက်ကအဲ့မှာယဉ်နေတယ်ယဉ်နေပြီးတော့သူတို့က ဘဲရာတွေကိုအတူတူလုပ်ကြတယ်ဆိုတော့ဒီစာပေနဲ့ပတ်သက်ပြီးတော့ပလဲရာလည်းဖြစ်တယ်ပလဲစာပေနဲ့ပတ်သက်ပြီးတော့ပလဲရာတွေလည်းလုပ်တယ်ရဲဟိုတယောက်လည်းလေးစားမှုတွေရှိကြတယ်ရဲဟိုတယောက်လည်းနောက်ဆုံးအရန်ချစ်ခင်ကြတယ်ရဲဟိုတယောက်လည်းအရန်မိတ်ဆွေရင်းချလို့ဆက်ဆံကြတယ်နောက်ဆုံးသူတို့ရဲ့ဇာတ်လက္ခဏာတွေကပွဲပြနေပေမဲ့လည်းအမြဲတမ်းအတူတူလုပ်တဲ့အရာတခုရှိတယ်အဲ့ဒါကအရက်တူတူတောက်တာပဲဖြစ်တယ်အမွေကအရင်အလွန်ကြိုက်ကြိုက်တယ်အဲ့လိုပဲ feature ကလည်းရက်တိုက်တယ်အဲ့ခါမှာသူတို့နှစ်ယောက်ပေါင်းပြီးတော့အမြဲတမ်းအရက်ဆိုင်မှာစုံဖြစ်တယ် ဲ့လိုရက်ဆိုင်မှာစုံတဲ့အခါမှာဒီ visual ကအရင်စကားများတယ်လို့ပြောတယ်။သူကအများနဲ့ဒီအရင်မတောက်ခင်လည်းပြောတယ်။အရင်တောက်ပြီးတဲ့အခါမှာလည်းတွတ်တွတ်နဲ့အများနဲ့စကားပြောတတ်တဲ့သူတရား။နောက်ပြီးတော့အဲ့လိုပြောပြီးတဲ့အခါမှာလည်းသူကအများနဲ့အမင်းဝင်ကို challenge ခေါ်တယ်။အဲ့ဒါကပါလဲဆိုတော့သူရက်ဆိုင်မှာအရက်ပြိုင်တောက်ကြတာပေါ့။အဲ့လိုပြိုင်တောက်တဲ့အခါတိုင်းမှာ visual ကအရက် doubling ပုံပြီးတဲ့အခါသူကဘူးပြီးတော့မှောက်သွားတယ်။အဲ့မဲ့ဟင်းမီဝေကတော့တော့ဒပလင်းကိုဆက်တောက်နိုင်တယ်ဆိုလိုချင်တာကဟင်းမီဝေကအမြဲတမ်းနိုင်တယ်ပေါ့ ဲ့လိုရက်ပြိုင်တောက်ဖို့ကိုလည်းစင်ကော်ရာကဖီဂျွယ်ကပေါ်တယ်ဒါပေမဲ့ဟဲမင်ဝေကအများနဲ့နိုင်တယ်ပေါ့ရက်ဒဗလင်းပုံတဲ့အချိန်မှာဖီဂျွယ်ကအများနဲ့မှောက်ပြီးတော့မူးသွားတယ်ဆိုပြီးတော့ဟဲမင်ဝေကဒီ aim move ever speed ဆိုတဲ့သူ့ရဲ့ဒီအထုပ်ပတ်တိစာအုပ်ပေါ့ခိစာအုပ်လေးထဲမှာရေးထားတာကိုတွေ့ရနိုင်တယ်စကော့ဖီဂျွယ်ကသူကအရက်အလွန်ဇွဲလန်းတယ်ဇွဲလန်းတဲ့အတွက်အရက်နဲ့သက်ဆိုင်တဲ့တမ်းမကြီးမကောင်းဘူးလို့သူခံစားခံစားတဲ့အခါမှာသူ့အိမ်ကမိန်းမပေါ့သူ့ရဲ့ဇနီးတွေဖြစ်တဲ့ဇယ်လာဒါပေါ့ ဇလတာကသူ့ကိုအမြဲတမ်းပြရပေးရရှင်အရက်ဖြတ်တော့ရှင်ရက်ဖြတ်တော့ဆိုပြီးဖီဂျူအယ်ကိုပြရပေးတယ်အဲ့ခါမှာစကော့ဖီဂျူအယ်ကစိတ်ညစ်တယ်စိတ်ညစ်ပြီးတော့သူတို့ရဲမင်းဝင်နေတွေ့နေကြအရက်ဆိုင်ဝင်သွားတယ်သွားတဲ့ခါမှာဟဲမှုဝင်အခုညတောင်းတယ်အာနန်ငါအရက်ကိုဘယ်လိုဖြတ်ရမလဲငါ့ကိုဘာရင်မိမကတော့အရက်ဖြတ်ခိုင်းနေပြီကျမရေမကောင်းလို့ဆိုပြီးအဲ့ခါမှာအာနန်ဟဲမင်းဝင်ကသူ့ကိုနှလုံးစိုက်ပြီးကြည့်ပြီးတော့စကော့ကငါလဲအရက်သမားမင်းလဲအရက်သမားပဲအရက်သမားချင်းတူတူငါ့ကို တက်ခိုင်းမှာတော့ငါဘယ်လိုလုပ်တည်မှာလဲငါတော့အရင်မဖြတ်နိုင်သေးရဆိုပြီးတော့ဒီအာသာနှောပြီးတော့ပြန်ပြောခဲ့တယ်။ထိုက်ကမှာ feature လဲဒီမျိုးနဲ့ဖြစ်ခဲ့တယ်လို့ဆိုတယ်။အာနန်ဟင်းမင်းဝေနဲ့ဒီ scope feature ရဲ့အကြောင်းကိုခုနကကျွန်တော်ပြောခဲ့တဲ့ immovable feed ဆိုတဲ့ MO ရဲ့အထုပ်ပတိစာအုပ်ထဲမှာလေ့လာလို့ရနိုင်တယ်။သူတို့တွေဒီအတူသွားပြီးတော့ကြုံတွေ့ရတာတွေရှိတယ်။နောက်တစ်ခုကသူတို့နှစ်ယောက်ကအရင်ရင်းနေတယ်။ရင်းနေတဲ့အတွက်ရက်ဆိုင်မှာရက်တောက်ပြီးတော့ပြန်ရင်လည်းတူတူပြန်ကြတယ်။ တစ်ခါတစ်ခါမှာတော့သူနဲ့အတူတူပြန်ရင်းနဲ့ဒီအများဆုံးအင်နာကိုဝင်ခဲ့မိတယ်။အများဆုံးအင်နာတွေကိုဝင်တဲ့အခါမှာအဲတွေကိုဝင်တဲ့အခါမှာအဲ main တစ်ခါကြီးကလောကြပါတယ်။လောကြပါတဲ့အခါမှာသူတို့ကဒီအပေါ်ပါးတွေသွားပြီးတဲ့အခါလဲကြလိုက်ကြအောင်ပြန်ထွက်တဲ့အခါမှာဖတ်လို့မရတော့ဒီ feature နဲ့အနေဟဲမဝင်နေတာပြန်ထွက်လို့မရပြန်ထွက်လို့မရတော့လူနှစ်ယောက်ကလည်းမူးနေတယ်မူးနေပြီးတော့တကားကလည်းလောကျနေတဲ့အခါမှာဘာလို့လို့ဘာကရမသိတဲ့အခါမှာတကားကိုထုတယ်ပြီးတော့သုံးဖွင့်တယ်အဲ့ချိန်မှာအပြန်လူတွေကအတန်ကြားလဲကြားလဲကြားအောင် ပြန်နေပြီးတော့ပြွင့်ပြီးလိုက်တယ်ပြွင့်ပြီးလိုက်တဲ့အခါမှာသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့လိန်သူချစ်သူဆိုပြီးတော့တင်သွားကြတယ်ပြီးတော့အဲထဲမှာလည်းနေတိညပတ်တွေလုံနေရဆိုပြီးတော့ဇက်ကလည်းတီလိုတီလိုပြောပြီးတော့သူတို့နှစ်ယောက်ကိုတင်သွားတယ်ဆိုပြီးတော့အာနဟင်းမွေကဒီဒီပြုံးပြုံးဖြစ်ခဲ့တယ်လို့ဆိုရယ်ဒီရာနဲ့ပတ်သက်ပြီးတော့သူတို့နှစ်ယောက်ရဲ့ဒီအမတရားတွေသက်ဆိုင်ရာအကြောင်းအရာတွေအများကြီးရှိတယ်လို့ဆိုရပါပဲဒီအရာတွေကတော့အာနဟမင်းဝေရဲ့အာသညာပါတဲ့အဖြစ်အပျက်တွေပဲဖြစ်တယ် ိတ်နှစ်ဆရာကြားကစေတခွက်ဖြစ်စေမယ်လို့လည်းပြောလဲပါတယ်။အာနယ်ဟမ်မီဝေဆိုတာကရင်းရင်းမှုစွန်းစားမှုစာပေနဲ့ပတ်သက်လာရင်စွန့်လွတ်အနစ်နာခံတတ်တဲ့ပုံပေါ်တရားဝင်ဖြစ်တယ်။ဒါပေမဲ့သူ့ရဲ့ဘဝတခွေမှာလည်းစိတ်နှစ်ဆရာကြီးကြားတဲ့ကစေတခွက်ဖြစ်စေနိုင်တဲ့အာသားမြောက်ရဲ့အဖြစ်အပျက်တွေပြန်တွေးပြီးတော့ရည်ရစေနိုင်တဲ့အကြောင်းအရာတွေလည်းရှိခဲ့တယ်ဆိုတော့ကျွန်တော်ပြောတယ်။ရဝေပြီးချင်းဖြစ်ပါတယ်။သူ့ကြားတဲ့စာရေးဆရာကြီးတွေရဲ့နောက်ွယ်မှာလည်းအာသားဖြစ်ပျက်လေးတွေရှိတယ်ဆိုတာကိုကျွန်တော်စိတ်ဝင်စားပွဲ သိရနိုင်တယ်လေ့လာလို့ရနိုင်တယ်ဒါကတော့စဉ်းကျင်စရာကြားကစေးတစ်ခွက်လို့ကောင်းရင်ပေးထားတယ်အာနယ်ဟဲမေးဝေရဲ့ဘဝပြတ်တမ်းမှုမှာကျော်ပေးခဲ့ရတဲ့အာသာလေးတွေပဲဖြစ်ပါတယ်ဒါကတော့အပိုင်းတစ်ဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ပြီးတဲ့ဒီပြောက်ချက်ဆိုကျေးဇူးတင်ပါတယ်ကျောင်းရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြကြပါဦးအားလုံးပဲ see you in the next video